်သူသားလေးစားပါကျွန်တော်ရဲ့ RPN Arkan မြန်မာ YouTube Channel လေးကနေညချီစွာပြန်လေးကြိုဆိုလိုက်ပါရယ် NUG တာဝန်ရှိလူကြီးမင်းတွေကို ပပလီပုတ်ပြလိုက်တဲ့ငိုးကုန်းနဲ့ပတ်သက်တဲ့တုံသက်ချက်လေးတစ်ခုတင်ဆက်ပေးပါမယ်အလုံးစုံထီနားဆင်ပေးကြပါအောင်ခင်ဗျအနှစ်တွင်မို့ယူလာပေးတာဖြစ်ပါလိမ့် ကမ္ဘာတန်တမန်ရေးနဲ့လက်နက်ကင်တပ်ဖွဲ့မှအနှံ့ရနေသူတွေအနေနဲ့ဆပ်ပလင်းနှင်းမှလို့ရေခေတောင် secretly ခင်မနေတင်ပါဘူးလို့သုံးသက်ချက်ကိုအစရှိထားပါတယ်။ဆပ်ပလင်းနှင်းမကအမှုတစ်ခုကင်တွေလိုက်ပြီးဆိုရင် ပါမှတ်ရှင်မှမပေးဘူး။တယ်လွန်စားတွေ ရှိတယ်မိသည့်နေသူကိုမေးတယ်တုံ့နှီးပါဝင် မထုံတတ်တဲ့အမူအရာနဲ့ရေခေးတောင် secret လေးတောင်ခေလိုက်သေးတာပါ သူပဲက MP အောင်သိန်းကတော့ဆပ်လင်းနှင်းမောင်းလှုပ်ရှားသမျှပစက်အဟံသာလေးနဲ့မိတ်ဆွေကောင်ပီတာစွာတကော့ကော့နိုင်နေတတ်တယ်ဇလန်အဆုံးမှာကိုနှင်းမောင်းကအမှုကိုတိတိကျကျဖို့ထုတ်လိုက်နေပြီဆိုတာကိုယုံကြည်နေတာလေးပါမှာပေါ့အချိန်တန်တို့လေကိုနှင်းမောင်းကဟော့တာကဟော့ဒီတို့ဆိုပြီးအမှုဖို့ထုတ်တရခန်းကိုဖမ်းပြလိုက်ပါတယ်ကျွန်တော်ငငေက ရုပ်ပြစက်ကောင်တွေထဲမှာစပ်ပလင်းနှင်းမောင်ကနှမ်းမို့ နိုင်နှောင်းကြည့်တဲ့ဇက်ကောင်တယောက်ဆိုတော့တွန့်မိပါဝေမထုံတက်တဲ့နဲ့အလုတ်ကိစ္စတစ်ခုကိုပြပြအောင်လုပ်တတ်တဲ့အလေချင်းတစ်ခုကပ်ပါလာခဲ့ဖို့ပါလေအထင်သေးတယ်လို့လို့ဘာမှမဟုတ်တဲ့ကောင်လို့လို့မြင့်တဲ့ဘေးမျိုးနဲ့ပြည်နေတဲ့သူတွေကိုအဆုံးသက်မှတွေ့ပြီလားငါပါကောင်လေးဆိုတာဆိုပြီးတော့အောင်မြင်မှုကိုအတန်မထွက်ပေရှင်တိကနေဟာတိတ် ဂုံယူအနိုင်ရလိုက်တာကိုကျင့်တ်ပီတိဖြစ်နေတတ်တာမျိုးပါတော့ပေမဲ့ဘဝလမ်းကိုကိုယ်တိုင်ခြောက်လန့်တဲ့အချိန်ပြပရောက်တဲ့အခါမှာတော့စာပလင်နှင်းမောင်ရဲ့တွမိပါဝေမထုံတက်တဲ့အမှုချင်းဟာ တခါတရံလပဲရှိတဲ့နေဆိုတာ အလိုလိုနားလေလာတယ်။တဖြည်းဖြည်းနဲ့စပလင်နှစ်မောင်ရဲ့လေးစားလှစရာ အမှုကျင့်တွေဟာကျွန်ုပ်စီကနေဝေကွာသွားခဲ့တယ်။မူရင်ချလိုဟောင်းဇလန်းတွေနဲ့ဆရာကြီးမင်းတင်ခါရဲ့မိညာဇလန်းတွေကတော့အခုအချိန်ထိဆွေးလန်းနေသေးပါ။ဟိုတနေ့ကတော့ Netflix မှာချလိုဟောင်းဇလန်းတွေ တွေ့လို့ပြန်ကြည့်မိပါသေးတယ်။ကစ်တဲ့ဟောလိဝုဒ်ရုပ်ရှင်ကားတွေထက်ကိုဆွေးဆောင်နိုင်စွမ်းရှိစေပါ နေဦးတော်နိုင်ရေကိုဆက်သွာကြရအောင်ပါ TNL ကမိုးကုံနဲ့မိုးမိတ်ကိုလစ်လွတ်ပြန်ပေးလိုက်တဲ့အတွက်ကမ္ဘာကျိုးသတင်းဌာနတွေကမြန်မာစစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေ တရုတ်ကချောင်းဝင်ပေလို့ငင်းချမ်းရေးရသွားတရောင်ကြောင့်ကြေကြတာကိုကမ္ဘာကြီးကအဖြစ်မှန်သိအောင်တာဝန်ရှိသူတွေအနေနဲ့ကမ္ဘာသတင်းမီဒီယာတွေတွေတွစ်ဆုံချင်းလင်းတင်တယ်လို့မနေ့ကပေါ်စတင်လိုက်ပါတယ်တော်လိုင်းရပြည်သူတယောက်ကဘလို့မှတ်ရှိပေးတယ်လို့ဆိုတော့ TNL ထွက်သွားလို့ MAN PDF ကနေရာယူလိုက်ပြီတဲ့ဒီကိစ္စကတော့ကျွန်တော်လေးသိပါတယ် TNL ဟာမဟုတ်ကုန်တဲ့မုံမိတ်ကို MAN PDF နဲ့ပူးပေါင်းပြီး ိမ့်ယူခဲ့တာပါဒါသာအွေကနေအွေရောက်လာတဲ့အမှန် PDF ကိုယုံကြည်စိတ်ချစွာထားခဲ့ပြီးတရုတ်ရဲ့ PR ပေးမှုကြောင့် TNL ဟာနောက်ကိုဆုတ်သွားတာပါတိုက်ပွဲတွေကိုမှန် PDF နဲ့ပူပေါင်းပြီးကုညီမှုတွေပေးခဲ့တဲ့အထင်အရှားလေးကိုလည်းကျေးဇူးမမေ့သင့်ဘူးလို့ယူဆပါတယ် ကောင်းပါပြီ။ကမ္ဘာကျော်သတင်းဌာနတွေမှာဖော်ပြနေတာက တရုတ်ရဲ့ဂျန်ဝင်ပွေစာလုံမှုကြောင့်တွန်လိုင်းရေးတက်တွေဟာမိုးကုတ်နဲ့မုံမိတ်ကိုအာနာသိန်းစစ်တပ်ထံပြန်ပေးတယ်လို့သတင်းရေးကြပါတယ်။ကမ္ဘာကြီးကမြန်မာအာနာသိန်းစစ်တပ်နဲ့တွန်လိုင်းရေးတက်ဖွဲ့တွေ cash fire လုပ်နေကြပြီလို့ထင်ကြတယ်။ ကဘာကျော်တရင်ဌာနတွေကတင်ပြတဲ့တရင်ထီတွေမှာတရင်တောင်လက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ DNL ဟာတရုတ်ရဲ့ဖိအားပေးမှုကြောင့်မုတ်ကုံနဲ့မုံမိန်မျိုးကိုပြန်ပေးလိုက်ရပေမဲ့တွန်လိုင်းရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့အမျိုးသားညရေးအစိုးရလက်အောက်ခံမန္တလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံပြန်လွှတ်ပေးခဲ့ပါတယ်ဆိုသလိုမျိုးတင်ပြမထားကြပါဘူးဆိုတော့မှတ်ချက်ပေးတဲ့မိတ်ဆွေပြုတ်သလိုမန် PDF ကဟောကုန်းနဲ့မုံမိတ်ကိုဆက်လက်ထိမ့်သိမ့်သွားမယ်ဆိုတာကတော်လိုင်းရေးပြည်သူအချင်းချင်းတောင်သိကြပါတယ်အားရစရာလေးကောင်းပါတယ်ဒါပေမဲ့ကမ္ဘာ့ကျိုးသိမ်းဌာနထွေကဒီတဲ့တိကျအမှန်အကန်ကိုမသိကြပါဘူး။ကမ္ဘာကြီးကမြမအခြေအနေကိုအမှန်တိုင်သိမနေကြပါဘူး။ဒါကြောင့်လေတာဝန်ရှိသူတွေအနေနဲ့ကမ္ဘာ့သတင်းမီဒီယာတွေန 最怂。 ရှင်းလင်းသင်ပါတယ်လို့အကြံပြုတာပါ။ဘာနဲ့တူနေသလဲဆိုတော့စာပလင်းနဲ့မှဆက်ကောင်လို့တုံ့နှိပါဝေမထုံတက်တဲ့နဲ့ဇလန်းဆုံးအောင်ကြီးဆိုတဲ့လိုမျိုးဖြစ်နေပါတယ်။ချုပ်ဝိတ်တင်တာတွေကိုချုပ်ဝိတ်တင်ပေမဲ့ဖွင့်ကစားတင်တာတွေကိုဖွင့်ကစားမှမြန်မာပြည်သူတွေရောကမ္ဘာပြည်သူတွေကရောနေဦးတော်နိုင်ရဲ့အပေါ်မှာစိတ်ဝင်စားလာပြီးအတက်တရထွက်ခံအပိကြမှာပါဖြူဟာကိုလင်းနဲ့လေမိုတင်ယူလာတဲ့မြန်မာစစ်ဘိုလ်ချုပ်တွေကသူတို့ရှုံးနေတာကိုသိပေမဲ့ ဲ့ခုချိန်ထိပြူဟာခင့်နေတယ်ဆိုတာကိုသဘောပေါက်ကြဖို့လိုပါလေဥပမာအနေနဲ့ပြောရရင်ခေတ်သမိုင်းကိုဒုံးစင်မိသူများကျုပ်ရှင်ဆက်ကဟာအနာသိစစ်တပ်ရဲ့ပို့ပို့တင်တင်ခင်ညာထားတဲ့ policy ဆက်ကဆိုတာအလုံးသိကြပါလိမ့်။ဒါကြောင့်လေအတန်တွေညံအောင်ဝေဖန်ခံနေရတာပါ။ဝေဖန်ခံနေရမယ်ဆိုတာလေသူတို့အချိုပြီး တည်နေခဲ့ကြတာပါ။ဘာကြောင့်လဲဆိုတော့ဖွင့်ကစားတဲ့တပုတ်ပါလူများစိတ်ဝင်စားမှုကိုအတိတ်ကရှိရပါတယ်။ကောင်းသည့်မကောင်းသည့်ဝေဖန်မှုကိုသူတို့ဂရုမစိတ်ပါဘူး။မြန်မာပြည်သူတွေရဲ့စိတ်ဝင်စားမှုဟာသူတို့စီမားပဲရှိနေပြီးတော်လိုင်းရေးဘက်ကတည်င်းတွေကိုတိမ်မြုပ်စီရှင်ရဲ့ ကြည်ရွေးချက်တွေပါပါတယ်ဆိုတော့နိုင်ငံတကာသံတမန်ရေးရမှာရောရေပြင်းနဲ့နဲ့ကိန်တက်ပွေးတွေမှာရောအသာစီးရနေတဲ့တော်လိုင်းရေဘက်ကအာတာနေလျက်နဲ့ဘာကြောင့်များတွန့်ညိပါဝဲမထုံတဲ့တွေနဲ့ဆာပလင်းနှင်းမှလို့ရေကေးတောင် secret ခင်နေကြတာလေ ဝက်ကုတ်နဲ့မွန်မိုက်ကို TNL ကပြန်ပေးလိုက်တဲ့ကိစ္စမှာမန် PDF ကဆက်လက်ထိမ့်သိမ်းထားမယ်ဆိုတာကိုရှင်းမပြတင်ဘူးလားကပါကျော်မီဒီယာတွေနဲ့တွေ့ရမှာမဟုတ်ဘူးလားမရှင်တခုကိုတိတ်ဆိတ်ပုတ်ဆောင်တင်ပေမဲ့ကပါကြီးကနားထောင်စောင့်ကြည့်နေတဲ့မီဒီယာကန်တာမှာတော့ဖွင့်တင်တာတွေဖွင့်ပြီးဖတ်တင်တာတွေကိုဖွင့်ရပါတော့မယ်ရှုံးနေသူကတော့ဖွင့်ကစားလာတဲ့အခြေအနေမှာ မြန်မာကရောကပါကရောအပိမှုတန်းတာထားသူတွေအနေနဲ့စပလင်နှင်းမောင်လို့ဆက်လန်းဆုံးတဲ့အထီးကြီးဆိုတဲ့လိုမျိုးလုံမနေဖို့မလို့ဘူးလားဆိုတာကိုစေတနာအမှန်နဲ့အတိပေးသုံးသပ်ရှင်ပါလေလို့ဘာကြောင်အလီကအန်ယူဂျီတာဝန်ချစ်သူတွေကိုခတ်ပါပါလေတကွပြထားတာဖြစ်ပါလေဟုတ်ကဲ့ပါခင်ဗျာ အမှန်ပါပဲ ကမ္ဘာကြီးကကျွန်တော်ရဲ့မြမပြည်အခြေအနေမှန်တွေကို အမှန်တိုင်းသိမနေပါဘူးသိဖို့အတွက်မြမပြည်သူတွေနေမျိုးစုံနဲ့ကြိုးစားနေကြပါမယ်မသိတဲ့အရာတွေအများကြီးပါသိတဲ့အလျက်နဲ့မသိတာကတော့ပြည်သူလူထုကိုကိုစားပြုချင်တဲ့အဖွဲ့အစည်းတွေရဲ့အာဏာချက်ဖြစ်ပါလေအထူးသဖြင့် NUG ရဲ့အာဏာချက်ဖြစ်ပါလေ NUG ဟာတိတဲ့တိထိုက်တဲ့ သတင်းအချက်အလက်တွေကိုကမ္ဘာသတင်းမီဒီယာကြီးတွေနဲ့ဖွင့်ချဖွင့်ကစားပေးဖို့လိုအပ်တယ်ဆိုတာကိုဗာဂျီအောင်အလီကတိုက်တွန်းထားတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုနောက်ဆက်ပေးကြကြတယ်တော်လိုင်းမိဘပြည်သူညီကိုမတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အရောက်ခပြည်သူပြည်သားများတွေတော့မြန်မာပြည်သူပြည်သားများအားလုံးပေးခင်ကြံမှာထားပါပြီခင်ဗျာ